ဒီ6လပိုင်းမှာမိတ်ဆွေကံကဘာတွေဖြစ်နေမလဲဒီနေ့မှာတော့တရုတ်ကနမိတ်ဖြစ်ဗုဒ္ဓသာမီကို6လပိုင်းတလားစားဟောစံဒီကျွန်တော်ဟောကြားပြမှာဖြစ်ပါတယ်အိမ်တော်ရေးအချစ်ရေးကျမရေးငွေကြီးရေးပညာရေးသာမီကံကအဆုံးစုံလင်အောင်ကျွန်တော်ကြည့်ပေးမယ်ပြီးရင်ဘီရဲ့နောက်မှာကျွန်တော်ရည်ရည်လေးလေးပေးမယ်ဒီရည်ရည်လောက်တာမယ်ဆိုရင်တလားလုံးအညံ့တွေပြပြပြီးတော့ကောင်းတဲ့အရာတွေကိုကိုယ်စီကိုကြောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ရည်ရည်အောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ် ဗီဒီယိုလေးမစတင်ခင်မှာအကူအညီတစ်ခုကျွန်တော်တောင်းချင်ပါတယ်ခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ဝေးမြခြင်း share ခြင်းမြေကုလူဂျူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကုလူမျိုးပဲဘုရူတာမီမြင်တွေ့သွားတယ်ဆိုရင်ထပ်တူကုလူရမှာဖြစ်ပါတယ်ထပ်ပတ်မှာလည်းအခက်ခဲတွေအကျက်တွေတွေရင်ဆိုင်နေရတယ်ကြောဗီဒီယိုမြင်လာပြီးရေရာခြေလိုက်ပြီးတော့အဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ထပ်တူကုလူရမှာဖြစ်ပါတယ်ဒါကြောင့် share ဖို့လုံဝမမီပါနဲ့ခင်ဗျာဒီ၆လပိုင်းမှာဘုရူတာမီနဲ့ကံကောင်းနေလားကံဆိုးနေလားရံကန်တော့အပြင်ခွဲခြားရမယ်ဆိုရင်တော့ 50 50ဖြစ်နေပါတယ်။ကောင်းအားက50လောက်ရှိတယ်၊သတိထားရမှာက50လောက်ရှိပါတယ်။ငွေရင်းကြေးရဲ့ဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ယူဆရမှာကောင်းနော်။ကိုအရန်ခင်ရတဲ့မိတ်ဆွေတွေအရန်ချေရတဲ့မိတ်ဆွေတွေနည်းနည်းယူဆိုင်ပေးပါ။ကိုကအားနာပြီးတော့သူတို့ခင်ပြီးတော့ငွေတွေချီတာတွေငားတာတွေအာမခံတာတွေ လုံးဝလုံးဝမလုပ်သေးပါဘူးဥစ္စာပစ္စည်းငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်เนาะအထူးကူဆိုင်ပါစီးပွားရေးတွေလောက်ကန်မယ်ဆိုရင်လည်းအထူးကူဆိုင်ရမှာဖြစ်တဲ့ကိုစုဆောင်တဲ့ငွေချင်းတွေပလုံသွားတတ်ပါတယ်ဒါကြောင့်မို့ခဏမှကြောက်ပြောလို့ပဲကိုအရန်ချစ်ရတဲ့ရန်ခင်ရတဲ့မိတ်ဆွေတွေကိုအာမခံတဲ့ကိစ္စတွေလုံးဝလုံးဝမလုပ်ပေးသေးပါဘူးအဲ့လိုလုပ်မိမယ်ဆိုရင်မိတ်ဆွေကတေချာပေါ့မိတ်ဆွေကိုယ်တိုင်ဒါစိုက်ရရတာတွေဒုတိယတတ်ပါတယ်ဒီချက်တော့နည်းနည်းလေးကူဆိုင်ပေးပါခင်ဗျာဒုတိယတစ်ချက်နေနဲ့ မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်ကိုအတုံးမကြောက်မှုကြောင့်ကိုအရန်ချရတဲ့မိတ်ဆွေတွေအရန်ခင်ရတဲ့မိတ်ဆွေတွေကိုအကျိုးပေးတဲ့မိတ်ဆွေတွေကကိုအနာကထွက်သွားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေးယူဆရမယ့်ကာလကိုဖြစ်ပါတယ်။ကောင်းသောမိတ်ဆွေတွေကိုကောင်းကောင်းမွန်ဆက်ဆံပါမကောင်းသောမိတ်ဆွေတွေကိုဥပိ္ပကံပြုနိုင်အောင်ကြိုးစားပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်။ မိတာစုရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီစိုက်ဘာကမြောင်ကိုယ့်ရဲ့မိတာစုရေးထဲမှာအစင်မပြေလေးတွေဖြစ်ပေါ်လာနိုင်တယ်ကိုယ့်ရဲ့မိတာစုဝင်တယောက်တယောက်ပေါ့နော်အချုပ်နှောင်တွေအဖမ်းဆီးတွေအဲ့လိုမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်မို့ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့အထူးကစိုက်ဘာကမြောင်မိတာစုရေးနဲ့ပတ်သက်ပြီးတော့ကိုယ်မှာစဉ်းကျင်ရတာတွေပူပန်ရတာတွေတောကများတာတွေကြုံတွေ့ရတတ်ပါတယ်ဒီတော့တဲ့မှာအိမ်ဝယ်ရာတွေအိမ်ရောင်းတာတွေနော်လုံးဝလုံးဝမလုပ်တည်ပါဘူးချံမြေနဲ့ပတ်သက်လဲဒီအတိုင်းပါပဲအကျိုးမပေးဘူးလို့ဆိုရပါမယ် အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်အခက်ခဲအကျက်တွေကြောင့်မှကိုယ့်ရဲ့အိမ်တော်ရေးရဲ့အကူအညီထောက်ပံ့ကြောင့်ကိုယ်မှနည်းနည်းလေးဖြေသားတာပေါ့နော်ကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပေါ်တည်တက်လို့တော်ပါသေးတယ်မဟုတ်ဘူးဆိုရင်ကိုယ်မှတောကတွေများပြီးတော့အဆင်မပြေဖြစ်နိုင်ပါတယ်ချွတ်တွေကမေးစရာမေးခွန်းရှိပါတယ်ကျမနဲ့ကျမအိမ်တော်ဘက်ကကွဲနေတယ်ဘလို့ကျမတို့ကသူကကူညီပေးမှာလဲဒီလိုအိမ်တော်ကြီးကွဲနေတဲ့သူတွေအနေနဲ့ကလည်းကျွန်တော်ဘီရဲ့အနောက်မှာရေတရာလေးပေးမယ်ဒီရေရအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒီရေရအောင်လုပ်လိုက်ချင်ရင်ကိုယ့်ရဲ့အိမ်တော်ကြီးတွေပြန်ပြီးတော့ ကောင်းမွန်လာမှာဖြစ်ပါတယ်တရားတရားနားလည်မှုတွေရပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်ကျေရရာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာလူငယ်တွေအရန်တိချင်တဲ့အခြေအနေပတ်သက်တာဒီကြောင့်တဲ့မှာအခြေအနေပတ်သက်ပြီးတော့နည်းနည်းလေးဒါညံ့နေတဲ့ကာလတစ်ခုဖြစ်ပါတယ်အခြေအနေပတ်သက်ပြီးတော့ကိုယ်ကအမြဲတမ်းလိုလိုဒါသူ့တက်ကြောင့်ကိုယ်မှခံစားရတာတွေပူပန်ရတာတွေဆင်းရဲရတာတွေတော့အမြဲတမ်းလိုလိုစိတ်ဆင်းရဲကိုယ်ဆင်းရဲနေရတာတွေကြုံတွေ့လာနိုင်တယ်ဒီ6လပိုင်းမှာ ါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်အာယုံနဲ့မထည့်နဲ့ပေါ့နော်ကိုကျင်မတူကျင်မယ်ဆိုတဲ့စိတ်မျိုးမွေးနိုင်နော်ဟိုကောင်းပါလေခင်ဗျာမဟုတ်ဘူးဆိုရင်မိစေကအခြေအနေပတ်သက်ပြီးတော့ခံစားနေရတယ်ဆိုရင်အလုတ်ပြက်အကန်းပြက်ကျမရေးထိကန်နော်ဒီလိုနေသားတွေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်အခြေအနေပတ်သက်ပြီးတော့ခေါင်းလေးကိုမထည့်နိုင်ရင်တော့အကောင်းဆုံးပါပဲခင်ဗျာနောက်တစ်ချက်ဂူးစားရမှာကောင်းနော်ကို့မှာလူမုံများနေတတ်ပါလေ ကိုဘလောက်ပဲလူတွေပေါ်ကောင်းအောင်ပဲလှုပ်ပေးလှုပ်ပေးဘလောက်ပဲကူညီကူညီကိုတခါလောက်သူတို့မကူညီနိုင်တာနဲ့ကိုလူစိုးလို့တတ်မှတ်လိုက်ကြတယ်။ဒါကြောင့်မို့ကျောင်းအနေနဲ့အကြံပြုရမယ်ဆိုရင်တော့နော်ဘသူ့ကိုမှယူမဆိုင်ပါနဲ့ကိုကိုကိုမှန်အောင်နေပါကောင်းအောင်နေပါကိုကူညီခဲ့တယ်ဆိုတော့ကိုကိုကိုတည်တယ်ကိုလိပ်ပြာကိုကိုလှုပ်နေတခါလောက်မကူညီနိုင်တဲ့လူစိုးဖြစ်သွားတယ်ဆိုရင်ကိုကိုကိုအားမငယ်ပါနဲ့ယူမဆိုင်ပါနဲ့ ကိုကကောင်းနေတယ်ဆိုရင် မကောင်းတဲ့သူကကိုယ့်နားမှာမနေနိုင်ဘူးလို့ပဲသတ်မှတ်လိုက်ပါကိုယ့်နားကထွက်သွားတယ်ဆိုရင် ထွက်သွားပါစေဘယူမဆိုင်ပါနဲ့เนาะကောင်းတဲ့သူနားမှာမကောင်းတဲ့သူကနေနိုင်မှာမဟုတ်ဘူး ဒီလိုပဲတတ်မှတ်လိုက်ပါခင်ဗျာဒါမှမဟုတ်မိတ်ဆွေကစိတ်တသက်သာရရမယ်မဟုတ်ဘူးဆိုရင်မိတ်ဆွေကခံစားနေရပါမယ်ငါသူ့ဘော်ဒီလောက်တောင်းခဲ့တာငါအာစင်မပြေတော့မကူညီနိုင်တာငါ့ကိုစိတ်ဆိုးတယ်အဲ့လိုမျိုးသူဝင်လာတဲ့မိတ်ဆွေကခံစားနေမိမယ်မိတ်ဆွေတော့ကများနေလိမ့်မယ်ဒါကြောင့်ဒီလိုသူမျိုးလုံးဝမဝင်ပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာကျမရေးနေပတ်သက်မယ်ဆိုရင်တော့ရေးပွဲအပြည့်တော့ကျမရေးကကောင်းတယ်ယာရီဥတုအကူပြောင်းကြောက်ပဲကျမရေးရုတ်တရက်ညံ့သွားတတ်ပါတယ် မိတ်ဆွေကကျမကြီးညက်နေလူတယောက်ဆိုရင်အနာနဲ့စိတ်နဲ့တဲ့တာမျိုးဆရာကောင်းတမားကောင်းကြောင့်ကျမကြီးတွေပြန်လဲကောင်းမလာမျိုးတွေကြုံလို့ရတတ်ပါတယ်ကျမကြီးကတော့ okay တယ်လို့ဆိုရပါမယ်ကျောင်းနေတဲ့အကြံပြုရမယ်ဆိုရင်တော့ဗုဒ္ဓဘုရားပြီးနေတဲ့ကို့မှာသားသမီးတွေရှိတယ်ဆိုရင်ဒါကျိုးရောတမီးကျိုးရောဒီတော့တွေမှာအကျိုးမပေးပါဘူးဒါကျိုးတမီးကျိုးမခံစားရမှာဖြစ်သူတို့ကြောင့်ကို့မှာတော့ကများနေရတတ်ပါတယ်သားသမီးရှိတယ်ဆိုရင်တော်တော်လေးယူဆရမယ်ကာလကိုဖြစ်ပါမယ် ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်မမျှော်လင့်တာပဲဆောင်ွေးဖြည့်မယ်ကိစ္စတွေရှိရင်အလွယ်တကူအောင်မြင်သွားတတ်ပါတယ်။ပြီးတော့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်နော်ကုညီတဲ့သူတွေကရှားပါနေလိမ့်မယ်။ကိုယ့်ကိုယုံကံပြီးတော့စူးစမ်းပြီးတော့အောင်မြင်မယ်အနေထားမှာရှိတယ်။မိတ်ဆွေကပြင်းကြီးနေတဲ့လူတယောက်ဆိုရင်လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ဒီအနေထားတော့ရှိပါမယ်။နောက်တစ်ချက်ကျွန်တော်သတိပေးရမှာကမိတ်ဆွေကအလုပ်တွေစတင်ခြင်းနဲ့အလုပ်ပြောင်းခြင်းနဲ့အလုပ်ဆွေ့ခြင်းနဲ့ဆိုရင်ဒီ၆လပိုင်းမှာလုံးဝလုံးဝမလုပ်သေးပါဘူးခင်ဗျာ။ မိတ်ဆွေကူညီကလည်းနည်းနည်းရှားပါနေလို့ကိုယ်ဆန္ဒနဲ့ကိုယ်ကိုယ်နဲ့ပြောင်းရွှေ့မယ်ဆိုရင်လည်းအဆင်မပြေပါဘူးမိတ်ဆွေကအလုတ်လက်မဲ့ဖြစ်သွားမယ်အလုတ်စတင်မယ်ဆိုရင်အလုတ်တွေတိုးချဲ့မယ်ဆိုရင်မိတ်ဆွေရဲ့အလုတ်ကမအောင်မြင်မဲ့အပြင်အလုတ်ကန်ကြောင်းမိတ်ဆွေမှာတောကများလာတတ်ပါတယ်အဆင်မပြေဘူးလို့ဆိုရပါမယ်ဒါကြောင့်အလုတ်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဒီ6လပိုင်းမှာလုံးဝလုံးဝမလုတ်တည်တဲ့ကာလတခုဖြစ်ပါတယ်ကန်နဲ့ပတ်သက်မယ်ဆိုရင်လည်းလုံးဝလုံးဝအကျိုးမပေးတဲ့ကာလတခုဖြစ်ပါတယ် မိတ်ဆွေကကံနဲ့ပတ်သက်ပြီးတော့အလုပ်တွေလုပ်တာနေတယ်ဆိုရင်တော့တော်တော်လေးကျူးစားရမယ့်အထင်မှာပါတယ်။ကံနဲ့ပတ်သက်ပြီးတော့လုပ်မယ်ဆိုရင်မိတ်ဆွေကတော့အဆင်မပြေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝမလုပ်သေးပါဘူး။မိတ်ဆွေကကံဆန်းရတာဝါနာပါတယ်။ကံဆန်းကျင်တယ်ဆိုရင်တော့ခုနှစ်ပါတဲ့နံပါတ်တွေကမိတ်ဆွေကိုအကျိုးပေးပါတယ်။ကံကောင်းနေတဲ့အရာကနော်အဖြူရောင်နဲ့တိမ်ပြရောင်ကကံကောင်းပါတယ်။ကိုယ်အလိုစီးနေရအောင်အသုံးချပါ။ညာစီလိုအသုံးပြုလို့ရပါတယ်။ ဥပမာရေးကြီးတဲ့ကိစ္စတွေသွားမယ်ဆိုရင်ဒီအကြောင်းတွေဝှစ်ဆင်ပြီးတော့သွားပေါ့နော်ခံကောင်းသွားတတ်ပါတယ်ဒီကာလမှာရက်ဝေးသွားမယ့်သူတွေခီးထွက်မယ့်သူတွေเนาะအရန်ကြိုးပေးပါတယ်အစင်လည်းပြီးပါတယ်เนาะနိုင်ငံခြားခီးစင်တွေအရန်ကြိုးပေးပါတယ်ခင်ဗျာကဲကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာမိတ်ဆွေကရေယုံကြည်နဲ့လှုပ်ထားပါခင်ဗျာဒီရေဒီယာကိုလှုပ်လိုက်ချင်ရပြီမိတ်ဆွေကံတွေကကောင်းလာမှာဖြစ်ပါတယ်เนาะမိတ်ဆွေကြုံတွေ့နေအခက်အခဲချက်တွေအားလုံးလည်း ေပြောင်းသွားမှာဖြစ်ပါတယ်။ကဲရေတရာကိုကျွန်တော်တို့လက်လောက်ကြမယ်ခင်ဗျာ။ရမယ့်ရေတရာကအရန်လွယ်ကူပါတယ်။လောက်ရမယ့်ရေတရာမပြောခင်မှာလောက်ရမယ့်အချိန်လေးကိုကျွန်တော်ရှင်းပြပါမယ်။မိတ်ဆွေတို့အရန်ကန်ကောင်းတဲ့အချိန်ကတောက်ကြနေမနက်7:15မိနစ်ကအရန်အချိန်ကောင်းနေအဆင်ပြေတယ်ဆိုရင်အေးနေမှာပြုတ်လို့ပါ။တကယ်လို့အဆင်မပြေဘူးဆိုရင်လည်းမိတ်ဆွေရဲ့ပုတ်ထူနေ9:40နဲ့9မိနစ်အချိန်မှာပြုတ်လို့ပါ။ဒါကဒုတိယကန်ကောင်းတယ်။ ကဲလှုပ်ရမယ့်ရေတရာကအရန်လွယ်ကူပါတယ်။မိတ်ဆွေရဲ့အိမ်ဒါမို့နိစက်ရဘရားမှာအုံညို့၆ညို့တတိကိုနဖရားညောင်ရိုးထဲမှာဒါဆိုက်ပြီးတော့ကဲလူပေးပါ။ဒီထက်အဆင်ပြေချင်တဲ့ဆိုရင်အုံဒီနဲ့လှုပ်ထားတဲ့မုံဒါမို့အုံရီဘရားမှာကဲလူပါ။ဆရာကျမကနိုင်ငံသားမှာဖြစ်နေတဲ့ဖျားရည်ပါရည်မရှိဘူးဆိုရင်လေဖျားကြောက်ဆောင်ချွတ်ရမရှိကြဘူးလေအဲ့လိုမရှိဘူးဆိုရင်လည်းခဏချောင်ပြောလို့မျိုးပဲခုံလေးပုံမှာဖျားကိုရည်မှန်းပြီးတော့ ကက်လူတွေလည်းရပါတယ်ဒီရည်ရည်လှုပ်လှက်ခြင်းအပြင်မိတ်ဆွေဒီ6လပိုင်းမှာကြုံတွေ့မှန်ခက်ခဲချက်တွေပြပြောက်ပြီးတော့ကောင်းတဲ့အရာလေးတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရည်ရည်အူတော့ဖြစ်အောင်လုပ်ပေးပါခင်ဗျာခဏတော့ကြော်ပြောတဲ့အချိန်ကိုတီချလုပ်နိုင်အောင်ပို့ပြီးတော့ကောင်းတယ်အောင်မြင်လွယ်တဲ့အဆင်ပြေလွယ်တဲ့ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေကိုကျွန်တော်အခုရက်တစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမြင်လာနဲ့ဝေမျှခြင်း share ခြင်းကုလိုယူလိုက်ပါခင်ဗျာကိုလိုမျိုးပဲအခက်အခဲကြက်တွေကြုံတွေ့နေတွေမြင်တွေ့သွားတယ်ဆိုရင်ကျွန်မသက်သူကုလိုရမှာဖြစ်ပါတယ် ကျုံမေဆွေတွေနှစ်အစနှစ်ဆုံးကောင်းတဲ့ကောင်းတော့တဲ့ကောင်းတော့ငွေကြေးနဲ့ပြည့်စုံပြီးပျော်စွင်တော့မိတောင်စုပေါ်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။နောက်နေ့မှပြန်လဲဆုံတွေ့ကြ